ဒီစာမခန်းနော်ဟုတ် we love s n c we love s n c ဒီကိန်းကတာခရိုင်ပမောင်းမြို့ကိုပြန်လည်ထိုးစစ်ဆင်မှုစ조사လာတဲ့ရှမ်းနယ်အမျိုးသားများတပ်မတော် SNA တပ်ဖွဲ့ကမြို့ရဲ့အနောက်ဘက်သုံးမှန်ကန်အကွာမှာရှိတဲ့စက်တော့နဲ့ခမိုးရွာနှစ်ရွာမှာအထိုင်စခန်းချလာတယ်လို့ဗမောက်မြို့နယ်စီရေးသတင်းမြစ်တူကပြောပါရယ် SNA တပ်ဟာမြို့ရဲ့အနောက်ဘက်သုံးမှန်ကန်ကွဲမှာရှိတဲ့စက်တော့ရွာနဲ့မြို့ရဲ့မြောက်ဘက်ခမိုးရွာတို့မှာအထိုင်စခန်းချလာတာဖြစ်ပါရယ် စတောရွာထိုင်းစကန်မှာ120မမလက်နက်ကြီးတွေတက်ဆင်ထားပြီးတော့အဲ့ဒီလက်နက်ကြီးနဲ့ဗမောင်းမျိုးတွေကိုပြစ်ခတ်တာတွေကြောင်းနေအိမ်နဲ့အဆောက်အုံတွေမိလောင်ပျက်စီးတာတွေရှိခဲ့တယ်လို့ဆိုပါရယ်။ဒါ့အပြင်မြေပြင်ကနေလည်းထိုးစစ်ဆင်လာတာမျိုးရှိသလိုလေကြောင်းကနေလည်းဘုံကျဲတိုက်ခိုက်တာတွေပါစုပ်စုကလှုပ်ဆောင်နေတယ်လို့စေးသတင်းမြစ်တူကပြောပါရယ်။ ပြီးခဲ့တဲ့စက်တဘာ20ရက်ကဒေါ်လာရင်းအဖွဲ့တွေအပိသက်သိမ်းပိုက်လိုက်တဲ့မမောက်မြို့ကိုပြန်လည်ရယူဖို့ပြင်ဆင်နေတဲ့ SNL အနေနဲ့မြို့ထဲကိုဝင်ရောက်သိမ်းပိုက်နိုင်ဖို့တော့အလန်းဝင်းနေသေးတယ်လို့စေးသတင်းမြစ်ကဆိုပါတယ်။အော်တိုဘာ26ရက်နဲ့28ရက်နေ့ဒီမှာစက်တော်ရွာကနေမမောက်မြို့တွေကိုလက်နက်ကြီးနဲ့ပစ်ခတ်လို့ရဲစခန်းမီးလောင်သွားပြီး28ရက်မှလည်းနာရက်ကရွာကို SNL ကဝင်ရောက်မိရှို့သွားတယ်လို့နောက်ထပ်စီးရေးသတင်းမြစ်တို့ကပြောပါတယ်။ပြန်ထု ပြီးခဲ့တဲ့စက်တင်ဘာ20ရက်မှာဗမောက်မြို့ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကသိမ်းပိုက်ခဲ့ပြီးနောက် SNL တပ်ဖွဲ့တွေအနေနဲ့ဗမောက်မြို့နယ်အနောက်ခြမ်းကိုဖက်ပြေးတိမ်းရှောင်ခဲ့ပြီးမကြာခင်မှာပဲဗမောက်မြို့နာကိုကပ်ဖို့ကြိုးစားလာတာပဲဖြစ်ပါတယ်။စေရေးရအရေးပါတဲ့ဗမောက်မြို့ကိုလက်လွတ်ခဲ့ရတဲ့စေအုပ်စုကလေကြောင်းကနေပုံကျဲတိုက်ခတ်တာတွေအပြင် SNA တက်ကလည်းမြင်မြင်ကနေစစ်ကြောင်းတို့ထိုးစစ်စင်တာတွေရှိပေမဲ့တော်လိုင်းရေးတပ်တွေရဲ့ခုခံကာကွယ်မှုကြောင့်မြို့နားကိုမကတ်နိုင်သေးပဲစစ်ကြောင်းတွေနောက်ပြန်ဆုံနေရတယ်လို့ဆိုပါတယ်။နေသာထိုင်သာတော့ရှိမှာမဟုတ်ဘူး။ကိုယ်စခန်းကိုပြန်ပြစ်တဲ့စကေးကတော့လွန်ပါတယ်ကွာ။မင်းတို့ဟာကြီးအောင်မဟုတ်တော့ဘူးမဟုတ်တော့ဘူး။